လုံးပဲမင်္ဂလာပါ Your Universe ဆို Terror Channel ကနေပြန်လည်ပြီးတော့ကြည့်ဆိုလိုက်ပါတယ်အခုတစ်ခေါက်မှာတော့ Match Class 15ရက်နေ့ပေါ့နော်ဒါဒီတရက်တာနဲ့ပတ်သက်ပြီးတော့ကျွန်မ General Reading လေးတစ်ပုဒ်လုပ်ပြီးသွားမှာပဲဖြစ်ပါတယ်ဒီမှာကတော့ပညာရေးကျန်းမာရေးအလုပ်ကိုင်းငွေကြေးအချက်ရေးပေါ့နော်ဒီညာရေးနဲ့ပတ်သက်ပြီးတော့ General Reading လေးလုပ်ပြီးသွားမှာပါ Match Class 15ရက်နေ့ဒီနေ့တာပေါ့နော် Okay ဆိုလို့ရှိရင် What are the message for the March 15 Okay I will Okay ပညာရေးပညာရေးက အာဒီမှာတော့ပညာရေးကံအရင်ကောင်းနေတယ်ပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးကိုဘာဖြစ်ချင်လဲဘာလုပ်ချင်လဲပေါ့နော်ကဲကျွန်မကကိုဘက်မှာရှိနေတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးတည်ငင်းကောင်းနေကြရမယ်ပေါ့နော်ပညာရေး energy အရင်ကောင်းနေပါတယ်အဲ့တော့ကျမ်းမာရေးကျမ်းမာရေးတော့အရင်ဆိုးဝါးမမြင်ဘူးတခုပဲအပူနဲ့ပတ်သက်တဲ့ကိစ္စတော့ view site ပါပေါ့နော်မအဲ့လိုပေါ့နော်အခုတလောဆွဲလိုက်တဲ့ကျမကြီးကတော်တော်များများမှလည်းအဲ့လိုအပူချိန်ကြောက်ဖြစ်တဲ့အရာတွေကိုပဲအရန်ပေါ့နော်ပြပြရတယ်ပေါ့နော်ကတ်ဒီမှာပြတော့လေ နေကအရန်ပူပူလာတဲ့ချိန်မှာပေါ့နော်ကိုယ့်ရဲ့လူချင်းမိသားစုနေနဲ့ဒီဘယ်လိုပြောမလဲအပူတန်းကြောက်ဖြစ်တဲ့ကိစ္စကိုကိုယ်တိုင်ရောက်ပဲပေါ့နော်အပူရှက်တာတော့အပူကြောက်ထားတာတော့အဲ့လိုစသဖြင့်အသေးမွှားပေါ့နော်အဓိကဒီရာဒီဥကုအကူပြောင်းပေါ့နော်နောက်ပြီးတော့နေပူတန်းနေကြောက်ဆိုအဲ့ဒါလေးပဲခင်ယူဆိုင်ပေးပါပေါ့နော်နောက်တစ်ခုကကြတော့ခေါင်းကိုက်တာမျိုးဖြစ်တတ်တယ်ပေါ့နော်နေရန်ပြင်းခေါင်းကိုက်တဲ့ကိစ္စမျိုးတွေရှိတတ်တယ် ဲ့ဒါလေးယူဆိုင်ပေးပါပြီးရခါကျအလုတ်ကအလုတ်ကင်မှာကကြတော့ဘာရွေးရမယ်မသိဖြစ်တာမျိုးပေါ့နော်ဘာရွေးလို့ရွေးရမယ်မသိဘူးရွေးစရာတွေများပြီးတော့ဘာလုပ်လို့ဘာကင်ရမယ်မသိဘူးအသွေးတွေများနေတယ်အလုံးနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ဟိုတခုရှိတာကအများကြီးကို့မှာအလုတ်တာဝန်တွေပြိနေဘယ်အလုတ်ကိုစားလို့ရမယ်မသိတာတခြားပြီးတဲ့အခါအဲ့လိုမျိုးလူလဲအဲ့လိုအရာလဲဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုကဘာကို ရွေးချယ်ရမှမသိတော့နောက်တစ်ခါအလုံးနဲ့ပတ်သက်ကိုဘာလုပ်ချင်မှန်းကိုမသိဘူးဖြစ်နေတဲ့ကိစ္စမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်အလုံးနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့အချိန်ယူပြီးစဉ်းစားရမယ့်အနေထားမှာတော့ရှိမှာပေါ့နော်။ဆုံးဖြတ်ချက်တွေပါတယ်ဆိုတော့ဒီနေ့တနေ့တည်းမှာတော့ချမနေ့အဲမက်ချ်လာ15ရက်မှာတော့ချပြစ်တာမျိုးတော့ဖြစ်မယ်လို့တော့ကျွန်မမထင်ဘူးပေါ့နော်။ဘာလို့ဆိုတော့သူစဉ်းစားအောင်မှာဆိုတော့ငွေကြေးငွေကြေးမှာတချို့အရာတွေမှာကြံ့ကြနေတာမျိုးတွေရှိတတ်ပါတယ်။ဘယ်လိုကြံ့ကြနေလဲဆိုတော့အချိန်ယူရတာပေါ့နော်။ဥပမာဆိုလို့ရှိရင်အာ ဒီနေ့ဆိုရင်ပတ်စံလာပေးမယ်လို့ပြောထားတယ်ဆိုလို့ရှိရင်နည်းနည်းနောက်နှီးနေတာမျိုးတွေပေါ့เนาะနောက်တစ်ရက်နှစ်ရက်ဆုတ်သွားတာမျိုးစတဲ့ဖြစ်တတ်တယ်ပေါ့เนาะငွေကြေးနဲ့ပတ်သက်ပြီးတော့အဲ့လိုနည်းနည်းဆောက်ရတာမျိုးဖြစ်တတ်တယ်ပေါ့เนาะအစင်မချောတာလေးတွေပေါ့အဲ့တော့အချစ်ရေးအချစ်ရေးမှာတော့ justice ဆိုတော့ပြောရလို့ရှိရင်ဘယ်လိုပြောရမလဲဆိုတော့အချစ်ရေးကလေอืมအာဘယ်လိုပြောမလဲနည်းနည်းတော့ဒါလေးဘယ်လိုပြောမလဲ land တစ်ခုပေါ်မှာရောက်နေတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့เนาะအဲ့ဒါဘာကိုပြောချင်လဲဆိုတော့ဥပမာ break up လည်းဖြစ်သွားနိုင်တယ်လို့ပိုကောင်းတဲ့အဆင်လည်းတတ်သွားနိုင်တယ်ဆိုတော့အဲအခြေအနေပေါ့အဲ့လိုအဲ့လိုပြောရင်ခွဲရွာဆိုတချို့တွေတက်ကပိုပြီးတော့ဟိုတရားဝင်ဖြစ်သွားတယ်ဆိုတော့ဘယ်လိုပြောမလဲ officially ခြားပြတာမျိုး officially လက်ထပ်လိုက်တာမျိုးအဲ့လိုစသဖြင့်တော့တီတီတန်တန်အရာတခုပေါ့နော်အဲတရားဝင်ဖြစ်သွားတဲ့အရာတခုတက်လှန်သွားနိုင်တယ်ပေါ့နော်နောက်အခြေအနေနဲ့ပတ်သက်ပြီးတော့ စစ်ဆက်ကြောင်းလည်းစကားပြောရတာမျိုးတွေရှိမှာအဲ့ဆိုတော့ဘာပြီးတော့နှစ်ဖက်မိဘနဲ့တွေ့ဆုံပြီးတော့ call of official ဖြစ်သွားတာမျိုးပေါ့နော်အဲနောက်တစ်ခုကကျတော့ officially ပြတ်သွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဟုတ်ပြီပဲဆုံးဖြတ်ချက်ချလိုက်တာကိုကဆုံးဖြတ်ချက်ချပြီးဒီအခြေရင်ဆက်မသွားတော့ငါတော့စိတ်ဒုက္ခပေးနေတာဆိုရင်အဲ့လိုမျိုးလည်းဖြစ်တတ်တယ်နော် break up ဖြစ်တာမျိုးလည်းဖြစ်နိုင်တယ်ဒီနေ့မှဆုံးဖြတ်ချက်ချတာမျိုးတွေอ่ะဗောနော်ဒီမှာကဒါကဒီတစ်နေ့လုံးစာရဲ့ဗောနော်ဟိုအောင်ကြည့်လိုက်တာ ဒီ universe ရဲ့ energy ကဘာဖြစ်မလဲဆိုတော့ pin shot ones ပါကိုလှုပ်ချင်တာတွေဘာတွေရှိလဲပေါ့เนาะအဲ့ဒါကို passionate ဖြစ်ဖြစ်နဲ့ပေါ့เนาะဥမာအလုပ်ဆိုလို့ရှိရင်လည်းကိုကရွေးစရာမရှိရွေးစရာတွေညားနေတယ်ဆိုလို့ရှိရင်ကိုပဲဟာက passion နဲ့ကိုမှအဖြစ်ဆုံးလဲဆိုတော့ကိုပြန်စဉ်းစားပြီးအဲ့ကနေစလုပ်ပေါ့เนาะဒါဆိုတစ်ဖြည်းဖြည်းနဲ့လှုပ်စရာတွေဘလောက်များများစမ်းတိုင်းစမ်းတိုင်းလှုပ်သွားရင်လည်းအဆင်ပြေသွားလိမ့်မယ်ပေါ့เนาะအဲ့တော့ဒါကတော့ဘာပဲပြောမနှက်ပြန်တည့်ရတာဒီကောင်းမွန်တဲ့ energy တွေအများကြီးရှိနေပါတယ်ပေါ့เนาะအဲ့တော့ဒါကတော့ကျွန်မ general reading လေးနဲ့ အလုပ်ပေးသွားခြင်းဖြစ်ပါတယ်။အဲ့တော့ January ပြင်ဖြစ်တာဆိုတော့ energy ကိုင်းရအောင်ယူပေးပါ။ကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ဒါဆိုကျမတို့ရဲ့နောက် video မှာပြန်ဆောင်ချမယ်နော်။